ဘာပေါ်မှာရှိတဲ့ရေခဲတောင်ဒေသ16ခုစလုံးမှာ2024ခုနှစ်ကဇက်တိုက်3နှစ်မြောက်အဖြစ်အသက်တင် drought ထုဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ကုလအဖွဲ့ကြီးကတောက်ကြနေမှာပြောကြားလိုက်ပါတယ်။ကဘာကျိုးရဲ့ရေခဲတောင်တွေကိုကဲတင်ရေးဟာအသက်ရှင်သန်ရေးကိစ္စဖြစ်လာပြီလို့လည်းသတိပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့6နှစ်အတွင်း9နှစ်ဟာစံချိန်တင်အမြန်ဆုံးနှုံနဲ့ရေခဲတောင်တွေဆုံးရှုံးသွားခဲ့ရတယ်လို့ကမ္ဘာ့ရာသီဥတုဥတုရာသီနဲ့ရေစာယာအေဂျင်စီဖြစ်တဲ့ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး WMO ကပထမဆုံးကမ္ဘာ့ရေခဲတောင်များနေမှာပြောလိုက်တာဖြစ်ပါတယ်။ရေခဲတောင်တွေကိုထိမ့်သိမ်းရေးဟာပတ်ဝန်းကျင်ထိမ့်သိမ်းရေးစီးပွားရေးနဲ့လူအဖွဲ့အစည်းဆိုင်ရာလိုအပ်ချက်တွေသာမကတော့ဘူးအသက်ရှင်ရပ်တည်ရေးပြဿနာကြီးလည်းဖြစ်ပါတယ်လို့ WMO အကြီးအကဲဆာလက်ဆောလိုကပြောပါတယ် ဂရင်းလန်နဲ့အာတာတိကတိုက်ကရေခဲပြင်တွေအပြင်ကမ္ဘာတဝန်းလုံးကရေခဲတောင်2,905,900ရဲ့အကျယ်ဝန်းဟာခမန်းကျေစတူယန်ကီလိုမီတာ9,000ရှိတယ်လို့ WMO ကပြောပါတယ်။ဒါပေမဲ့သူတို့အားလုံးကမ္ဘာရာသီဥတုဖောက်ပြန်မှုကြောင့်အလင်းအမြန်သေးကျုပ်သွားနေကြပါတယ်။2024ခုနှစ်ဇလပေရာနှစ်မှာရေခဲတောင်ဒေသ16ခုလုံးဇက်တိုက်၃နှစ်မြောက်အဖြစ်အသက်တင် drought ထုဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ WMO ကဆက်ပြောပါရယ် စုစုပေါင်းရေခဲတောင် drug to တန်ပေါင်း၄50ဘီလီယံဆုံးရှုံးသွားခဲ့ရတယ်လို့ဆွစ်ဇာလန်အခြေစိုက်ကမ္ဘာရေခဲတောင်များစောက်ကြည့်ရေးဝန်ဆောင်မှုအဖွဲ့ WGMS ရဲ့ data အချက်လက်တွေကိုကိုးကားပြီးကုလအေဂျင်စီကပြောပါရယ်ဒါဟာစံချိန်တင်စဒုထမြောက်အစိုးဆုံးနှစ်ဖြစ်ပြီးအစိုးဆုံးနှစ်ကတော့2023ခုနှစ်ကဖြစ်ခဲ့ပါတယ်2023နဲ့24ခုနှစ်အတွင်းရေခဲတောင်တွေစံချိန်တင်အကြီးမားဆုံးဆုံးရှုံးမှုအဖြစ်၃နှစ်ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်လို့ဆောလူကပြောပါတယ် နေဒါအာတစ်ဒေသနဲ့ဂရင်းလန်ကျွန်းစွန်အပြားဒေသရေခဲတောင်တွေဟာမနှစ်ကနှိုင်းရှင်ကြအဖြစ်ဒေသတွင်းရေခဲဆုံးရှုံးမှုအသင့်တင်တာရှိခဲ့ပါတယ်။ဒါပေမဲ့စကန်ဒီနေးဗီးယား၊နော်ဝေး၊စပယ်ဘတ်ကျွန်းစွန်နဲ့မြောက်အာရှဒေသကရေခဲတောင်တွေကတော့စံချိန်တင်အဆိုးဆုံးနှစ်ကိုကြုံခဲ့ကြရပါတယ်။ ကမ္ဘာတဝန်လည်လာစောင့်ကြည့်မှုတွေကိုအခြေခံပြီးတော့ WGMS ရဲ့ခန့်မှန်းချက်အရ Greenland နဲ့ Antarctica တိုက်မပါဘဲကမ္ဘာတဝန်ရေခဲတောင်တွေဟာ1985ခုနှစ်ကစတင်မှတ်တမ်းတင်ချိန်ကစပြီးတော့အခုထိစုစုပေါင်းရေခဲတန်ပေါင်း6000ဘီလီယံကျော်ဆုံးရှုံးခဲ့ရပြီလို့ဆိုပါတယ်ရှင်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီတင်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။